မွေသားကိုစုပြုပြုံရောက်တဲ့ကိုရီးယားအမျိုးသားတယောက်ကိုအခုတလောရင်းတွေဖမ်းလိုက်တာပေါ့နော်အဲ့ဒီအမျိုးသားကလေသူ့ရဲ့အိမ်ထဲမှာမွေတွေအများကြီးကိုတရားမဝင်ဝယ်ထားတယ်ပြလို့ရှိရင်ရေကဲတစ်တာထဲမှာဆိုရင်လည်းမွေတွေကိုခဲထားတယ်အဲ့ဒါကိုသူကလေ special စုပြုပြုတ်ပြီးတော့ online ပေါ်ကနေဈေးကြီးကြီးနဲ့ရောင်းတာရောင်းစားတာပေါ့သူကဒီအားကစားသမားတွေကိုဥတီပြီးရောင်းနေတဲ့အရင်တော့ကဒီကိုရီးယားလူမျိုးတွေကလေဒီမွေသားစားမယ်ဆိုရင် အပြည့်တာပေါ့ဒီအမျိုးသားဖြစ်မယ်ဆိုရင်မွေသားဆိုင်အပြည့်ရဲဆိုပြီးတော့အများကြီးစားခဲ့ကြတယ်တဲ့ဒါပေမဲ့အခုနောက်ပိုင်းဆိုရင်ဒီမွေနဲ့ပတ်သက်ပြီးတော့လုံးဝမလုံရဘူးဆိုပြီးတော့ဥပဒေကအဲ့လိုတားမြစ်ထားတာတကယ်လို့မွေသားစားမွေရောင်းဝယ်ရေးပေါ့ပြောမယ်ဆိုရင်အဲ့လိုမျိုးမွေရောင်းဝယ်ရေးမွေတတ်တာတို့ဖမ်းတော်တို့အဲ့လိုမျိုးလုံတာကိုမြည်သွားမယ်ဆိုရင်ဥပဒေညှိစွန်းနေတော့အဲ့ဒါထောင်နဲ့တစ်နှစ်ကနေ၃နှစ်အထိကြာနိုင်ချေရှိတယ်တဲ့ဒါပေမဲ့အဲ့ဒီကိုရီးယားအမျိုးသားကခိုးလုတာပေါ့အဲ့ဒါခိုးလုတာကိုရေးတွေကဖမ်းမိသွားတာ သူရဲ့ဆိုင်မှာကြည့်မယ်ဆိုမွေးအရှင်နဲ့အများကြီးပဲအမလီကြက်တီထားတယ်အဲ့ဒါတကယ်လို့ကျမတို့ကိုရီးယားရောက်မြန်မာတွေလည်းဟိုမွေးတွေ့မယ်ဆိုရင်ဒီတိုင်းကြော်သွားရမှာဖြစ်ပါတယ်တခုခုလုံမယ်ဆိုရင်ဥပဒေနဲ့ညှိစွန်းပါချောင်းပေါ့နော်အဲ့ဒါလေးတည်တင်းလေးတွေ့လို့ပြောပြရဖြစ်ပါတယ်